ို့ချစ်သူမှာ HIV ပိုးရှိနေတာကိုသိရမယ်ဆိုလို့ရှင်ဘာဆက်လုပ်မလဲဒါမှမဟုတ်လို့ရှင်ကို့မှာ HIV ပိုးရှိနေခဲ့တာကိုသိခဲ့မယ်ဆိုရင်ကို့ချစ်သူကိုဘယ်လိုအသိပေးမလဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့ AN Channel မှာကျမရဲ့ပူဒ်ရာတွေနည်းနည်းတင်ဆက်ပေးနေရတဲ့ဒေါက်တာယူပါဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကပေါ့နော် HIV နဲ့ပတ်သက်တဲ့ပညာပေးတဲ့ဗီဒီယိုလေးတစ်ခုကျွန်တော်လုပ်ပြဖို့စီစဉ်ထားပါတယ်အဲ့တော့အဓိကကတော့ကျွန်တော်ဒီဗီဒီယိုခုနပြောတဲ့ခေါင်းစဉ်မှာပါတဲ့အတိုင်းပေါ့နော်နှစ်ပိုင်းပါတယ်ပေါ့နော်အဲ့တော့ တကယ်လို့ကိုချစ်သူမှာ HIV မျိုးရှိနေအောင်သိရမယ်ဆိုရင်ဘာဆက်လုပ်မလဲပေါ့နော်အဲ့အဖြေကိုတော်တော်များစဉ်းစားခက်တယ်အဲ့ဒါကျွန်တော်ဝိုင်းပြီးတော့စဉ်းစားပြမှာဖြစ်ပါတယ်နောက်တစ်ခုကတော့တကယ်လို့ကိုမှာ HIV မျိုးရှိနေအောင်ကိုကအရင်ဆုံးသိသွားပြီဆိုလို့ရှိရင်ကိုချစ်တဲ့သူတွေကိုဘယ်လိုသိပေးမလဲပေါ့နော်အဲ့နောက်ပိုင်းကိုကျွန်တော်ဆက်ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီ HIV နဲ့ပတ်သက်ပြီးတော့ဒီပညာပေးပြီးကိုလည်းအများကြီးရှိရပါတော့အဲ့တော့အချို့ကြီးကြတော့လည်းအဲ့ဒါကိုလိုက်ကြည့်ဖို့လည်းခရင်နေအဲ့ဒီခါမှာအခုကျွန်တော်ပြောတဲ့အခြေအနေတွေဖြစ်လာပြီဆိုလို့ရှိရင်ဝေဝါးသွားတယ်ဒုတိယကြိမ်ဘာဆက်လုပ်ရမှာမသိဖြစ်ကြကြအဲ့တော့ဒီဗီဒီယိုကိုကြည့်လိုက်ပြီဆိုလို့ရှိရင်တော့ အဖြေတခုတော့ရသွားမယ်လို့ပြောနေမှာဒီတော့ဗီဒီယိုလေးစလိုက်အောင်နော်ဟုတ်ပြီအဲ့တော့ကိုချစ်သူမှာ HIV ပိုးရှိနေတယ်လို့သိပြီဆိုရင်ဆက်တွဲမလားဖြတ်မလားဒါမှမဟုတ်ရှင်အိမ်အောင်ဆယ်ဆိုလို့ရှိရင်လည်းကွာရှင်းမလားဆက်ပေါင်းမလားပေါ့နော်အဲ့တော့ဒါကဒီတစ်ပိုင်းကိုရင်တော့ကျွန်တော်စပြီးတော့ဆွေးနွေးပါမယ်အဲ့တော့အဲ့ဒါကြီးစတန်ကောက်တဲ့ဗီဒီယိုလေးလည်းကျွန်တော်တွေ့ဘူးတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အဲအများစုကဖြတ်ကြတယ်ပေါ့နော်ဖြတ်ကြတယ်နောက်ပြီးတော့အဲ့မှာသူတို့ပြောတဲ့အကြောင်းအချက်ကတော့ပိုးကူးသွားမှကြောက်လို့အဲ့အဲ့ဒီပုံစံမျိုးပြောကြတယ်ပေါ့နော်အဲ့တော့ အချို့သောလူအများစုတွေကတော့ဆက်တွဲမယ်ပြီးလို့ရှိရင်အိမ်တော်ဆိုလဲဆက်ပေါင်းမယ်လို့ပြောကြရပါတော့။ Okay အဲ့တော့သူတို့တွေအဓိကအဲ့ဒီအဖြေတွေမှာဆက်မတွဲဘူးဆိုတဲ့အဖြေပေါ့ဆက်တွဲတဲ့အဖြေတော့ကျွန်တော်မပြောတော့ဘူး။ဆက်တွဲမယ်ဆက်ပေါင်းမယ်ဆိုတော့ကျွန်တော်မပြောတော့။ဘာကြောင့်ဆက်မတွဲလဲဆိုတော့သူတို့ရဲ့ concern ပေါ့နော်။သူတို့ရဲ့စိတ်ပူပန်မှုကအဓိကနှစ်ချက်ပေါ့နော်။အဲ့တော့ပထမတစ်ချက်ပထမတစ်ချက်ကတော့အဓိကကတော့သူအဓိကတစ္ဆာပေါက်ခံရတာပေါ့ဗျာအဓိကအဲ့လိုမျိုးသူကလိန်ရဆက်ဆံလိန်ဆက်ဆံပြီးကူးတဲ့ယောဂါလို့သိထားတဲ့ချက်ကတော့ဒီလိန်ဆက်ဆံပြီးတော့တခြားကိုယ်နဲ့ ကိုကိုမဟုတ်တဲ့ခြားတစ်ယောက်နဲ့လိမ်ဆက်ဆံပြီးတော့ဒါမှမဟုတ်ဒီအပျော်ပါလိုက်စားပြီးတော့ကူးတဲ့ပုံစံမျိုးကြောင့်လောကခွတ်မလွတ်နိုင်ဘူးဒါကြောင့်မလို့ချက်ချင်တာပါနော်အဲ့တော့အဲ့ဒီပိုင်းပါနော်အဲ့တော့သူ့ောက်သူတောင်းကြမ်းလာတဲ့ကိစ္စကိုငါစားခံရမှာလားပါနော်ဒါအဲ့ဒီပိုင်းရှိတယ်ဒါအဲ့ဒီပိုင်းနဲ့ပတ်သက်တာကတော့ကျွန်တော်ကျမိုင်နဲ့ပတ်သက်တာမို့တော့ကျွန်တော်ဆွေးနွေးပေးလို့မရဘူးနောက်တစ်ပိုင်းနောက်တစ်ပိုင်းကတော့ပိုးကူးသွားမလားပေါ့ငါများပိုးဆက်ပြီးတော့ငါဆက်ပြီးတော့တွဲမယ်ဆိုရင်ငါများပိုးကူးသွားမလားသားသမီးကြီးလို့မရဖြစ်မလားပေါ့အဲ့ဒီအခြေအနေရှိပါတယ်အဲ့တော့အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါမယ် ဲတော့အရင်ဆုံးကျွန်တော်ကဒီ HIV ပိုးရှိရတဲ့နည်းလက်ထပ်မယ်ပေါ့နော်လက်ထပ်မယ်ဆိုပိုးကူးနိုင်လားပေါ့အဲ့တော့ပြောရင်တော့ဗိန်းဆက်ဆံပြီဆိုပိုးကူးနိုင်မလားပေါ့နော်အဲ့တော့ဘာမှဆေးမတောက်ထားလို့ပေါ့နော်ကူးနိုင်တယ်အရင်တော့ကနေထားနေဆိုတော့ဒါကျွန်တော် yes လို့ပဲဖြေရမယ်အဲ့ခါမှလည်းခုနကစိုးရိမ်မှုပေါ်နေနှစ်ခုလုံးအတွက်ဆိုတော့ကျွန်တော်ဖြေစရာအဖြေမရှိဘူးဗျာကြံပေးစရာမရှိဘူးပေါ့အခုနေထားခုမှနောက်ပိုင်းမှာတော့ ARD ဆေးတွေပေါ့နော်ကျွန်တော်ဒီ HIV ပိုးလို့တောက်တဲ့ ARD ဆေးတွေကအရင်အောင်ဆွမ်းထက်တဲ့ဆေးတွေဖြစ်နေပြီပုံမှန်တကယ်ချာတောက်မယ်ဆိုလို့ရှိရင် တော်တော်လေးကြာတဲ့အချိန်မှာပေါ့နော်ပုံမှန်တောက်တဲ့အချိန်မှာသွေးစစ်ကြည့်လိုက်တဲ့အချိန်မှာလုံးဝ undetectable ပေါ့နော်လုံးဝကိုသွေးထဲမှာလုံးဝပိုးမချိနိုင်ပိုးလုံးဝပေါ့ဗျာစမ်းသပ်လို့မရတဲ့အနေအထားလောက်ကြီးကိုရောက်သွားနိုင်တယ်ပေါ့နော်အဲ့လိုအခြေအနေမှာဆိုလို့ရှိရင်လည်းဘာထူးကြတာရှိလဲဆိုရင် layer စင်မကူးစက်နိုင်တော့ဘူးပေါ့နော်အဲ့တော့မိခင်ဆိုလို့ရှိရင်လည်းမိခင်မှာတကယ်လို့ပိုးရှိခဲ့မှာဆိုလို့ရှိရင်လည်းကလေးကိုပြန်ပြီးတော့ကူးစက်နိုင်ချေရန်နေပါတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒီ HIV ကိုလည်းပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်သူသို့မဟုတ်ကိုယ့်အိမ်တော်ဘက်မှာ ် HIV တွေးခဲ့ရုံနဲ့ကိုယ့်ကိုကူးနိုင်ခြင်းရှိတော့ရှိနေတယ်ဒါပေမဲ့မကူးနိုင်အောင်လို့လုပ်လို့ရအခြေအနေလည်းရှိသေးတယ်ဆိုတာကိုသိသိကြပါတယ်။ဒါကြောင့်မလို့အဲ့ဒီအချက်ကြောင့်စိုးရိမ်နေတယ်ဆိုတော့မစိုးရိမ်ပါနဲ့လို့ပဲကျွန်တော်အကြံပေးပြရသေးပါတော့။အဲ့ဒါဘာကြောက်လဲဆိုတော့အဓိကကတော့ u equal u ဆိုတဲ့ condition ကြောက်ပါဘောနော်အဲ့တော့ u equal u ကအရှိကောက်ပြောမယ်ဆိုရင် undetectable equal untransmittable ဘောနော်ကျွန်တော်မြန်မာလိုနားလည်အောင်ပြောပြလို့ရှိရင်သွေးထဲမှာလုံးဝ HIV ပိုးကိုလုံးဝ တော့ antidote တွေပဲလောကကိုစမ်းတက်လို့မရတော့အခြေအနေဖြစ်တဲ့ဆိုတဲ့သဘောဒီ untransmittable နောက်ယူရတကွာသူများကိုလင်ရဆင်မကူးဆက်နိုင်တော့ဆိုတဲ့သဘောဖြစ်ပါတယ်တဲ့အဲ့တော့ ARDC ကိုပုံမှန်တောက်မယ်ဆိုလို့ရှိရင်အရင်တော့လို့ဗျာ900နာရီဆေးမရှိမဟုတ်တော့ဘူး900နာရီဆေးရှိတဲ့အပြင်ပေါ့နော်ဒီ HIV ပိုးဒီ UV ကွဲ UV condition ကိုရောက်သွားမယ်ဆိုလို့ရှိရင်ကိုယ့်ချစ်သူနဲ့အကောက်ပဲမပါဘဲတော့လေဆက်ဆံလို့ရတယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ကြောင့်ကျွန်တော်တို့အကောက်ွယ် သုံးပြီးတော့လိမ်ဆက်ဆန္ဒကိုပဲကျွန်တော်အားပေးပါရပါတော့ဒါပေမဲ့မမျော်လိမ့်မယ်နဲ့မတော်တဆကူးဆက်နိုင်ကြီးအရန်နေတယ်နောက်ချက်ကတိနေနေုံနဲ့ပွေးဖက်ယုံနန်းရှုံအောင်လည်းမကူးနိုင်ဘူးဒါကြောင့်မလို့တကယ်လို့အဲ့ဒါကိုစိုးရင်နေရဆိုလို့ရှင်တော့စိုးရင်ကြမလို့ HIV ရှိတဲ့ကိုယ့်ချစ်သူကိုကိုယ်တကယ်လည်းချစ်တယ်သူနဲ့လည်းဆက်ပြီးတော့လက်ထပ်ချင်တယ်ဆိုရင်တကယ်လို့အဲ့ဒီဟာပိုးကူးမှကြောက်ကြောက်နေရဆိုရင်တော့လုံးဝမကြောက်ပါနဲ့လို့ပဲကျွန်တော်ဒီ view ကနေကြည့်ပေးပါသေး ခုကျမရဲ့ပြဿနာတွေကိုဒေါက်တာယူပါနဲ့အွန်လိုင်းကနေပြီးတော့ပဲဖြစ်ဖြစ်လူကိုယ်တိုင်းစိတ်ကမ်းမှာလာရောက်ပြီးတော့ဆွေးနွေးကြတာပဲဖြစ်ဖြစ်ဖုန်းနံပါတ်39ကို0936 965 36နှစ်ကို National Line ရနေပြီးတော့ညနေ6နာရီအတွင်းမှာအသေးစိတ်မြင်ရနိုင်ပါတယ်ရှင်။ Okay အဲ့တော့ကျွန်တော်နောက်တစ်ပိုင်းဆက်ပြီးတော့ဆွေးနွေးမှာနော်။အဲ့နောက်တစ်ပိုင်းကတော့ကိုယ်မှာရှိနေတယ်။သိသွားပြီ။ကိုယ့်ချစ်သူမပြောရသေးဘူး။ဘယ်လိုအသိပေးမလဲ။မပေးဘဲနဲ့လှုပ်ရထားပါလား။အဲ့လိုလှုပ်ရထားတာလုံးဝကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဲ့တော့ပြောချင်တာတော့ဗျာကိုနဲ့ပတ်သက်ပြီးတော့ကိုရှိကနေကိုဆက်နိုင်ခြင်းရှိတဲ့သူတွေကိုတော့အထောက်ပေးထားဖို့လိုအပ်တယ်လို့ကျွန်တော်တို့မြင်တယ်အဲ့တော့အဲ့တော့ဘလို့သိပေးမလဲပေါ့သူလက်ခံပါမလားသူလက်မခံဘူးလားအဲ့တော့ပြောချင်တာတော့ဗျာစဉ်းစားမယ်ဆိုလို့ရှိရင်တော့သူလက်ခံတာမလက်ခံတာထက်ကိုပေါ့ကိုကတော့ယူသားသွားတယ်သိပေးတယ်လို့ထင်တယ်နောက်တစ်ချက်ကကျွန်တော်ခုနပြောခဲ့တဲ့အရာတွေခုနဒီဗီဒီယိုကြည့်ရဆိုရင်ခုနအချက်တွေကျွန်တော်ကြည့်ပြီးသားဖြစ်ပါလိမ့်မယ်ပေါ့နော်အဲ့တော့ ် UE ကွာ U condition တွေကိုလည်းတေချာရှင်းပြဖို့လိုတယ် ARD စီးပုံမှန်ပေါက်မယ်ဆိုလို့ရှိရင်တက်တန်းစီနေနိုင်တဲ့အပြင်ကိုဘာရောဂါမှထပ်မွေအောင်လဲကာဝယ်တားဆီးလို့ရတယ်ပေါ့နော်ကာဝယ်စီးလည်းကြိုထိုးထားလို့ရတယ်အဲ့ဒါလေးကိုကိုချစ်သူတေချာရှင်းပြလို့ရတယ်တော့ခေါင်းထဲမှာတိထားမယ်ဆိုလို့ရှိရင်ကိုချစ်သူကိုအသိပေးဖို့တော့စဉ်းစားဖို့လိုပါတယ်အဲ့တော့ဘယ်လိုအသိပေးမှာလဲပေါ့နော်အဲ့တော့အသိပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီလုံုံစိတ်ချတဲ့နေရာတစ်ခုမှာပဲအသိပေးတင်တယ်နောက်ချက်ကကိုယ့်ရဲ့ချစ်သူရည်သားပေါ့နော်ကိုချစ်သူရည်သားကကိုယ့်ရဲ့သူကပြန်ပြီးတော့ကိုယ့်ရဲ့ ဒီအဖြေကိုပေါ့နော်ကိုကပြောလိုက်တဲ့အဖြေကိုနားထောင်ပြီးတဲ့အချိန်မှာသူ့ရဲ့တုံ့ပြန်မှုကိုလည်းကျွန်တော်ကြိုပြီးတော့မျှော်လင့်ထားဖို့လိုတယ်အဲ့တော့အဓိကတော့ဘာလဲဆိုတော့ငင်းတာပေါ့ဗျာလက်မခံဘူးငင်းဆိုမယ်โอเคပြီးတော့ချင်းလုံးဝရှင်နဲ့ဆက်မတွဲနိုင်တော့ရှင်နဲ့မပေါင်းနိုင်တော့အဲ့ဒါကြီးပြောလိုက်တယ်ဟုတ်ပြီအခြေကြီးသုံးချက်ကသူဘယ်လိုပဲပြောပါစေအဲ့တော့ကိုချစ်သူရေးသားဖြစ်ဖြစ်ကိုနဲ့ sex partner တွေပေါ့နော်ရှိခဲ့တဲ့သူတွေပဲဖြစ်ဖြစ် HIV ကိုကိုရှိပြီဆိုတာနဲ့အတိပေးဖို့လိုတယ်သူတို့တွေကိုသွေးဆက်ခံဖို့လိုတယ်အဲ့ဒါလေးကိုကျွန်တော်အရင်ဆုံးပြောပြပေး အရေးကြီးဆုံးကတော့ तू လက်မခံရင်ဆိုတဲ့အဖြစ်ကိုကြိုးပြီးတော့ရှာထားဖို့ပါပဲကွနော် तू လက်မခံမှုဆိုတဲ့အဖြစ်ကဖြစ်ကိုဖြစ်နိုင်တယ်ဂျာနုံးတော်တော်တော်များတယ်အဲ့ခါကျရင် तू လက်မခံရင်ကိုဘာလုပ်မလဲအဲ့တော့အဲ့ဒါကိုစဉ်းစားဖို့လိုတယ်ခုနကကျွန်တော်ပြောခဲ့ရနော်အဓိကကျွန်တော်ဘာကြောက်သိပေးစေချင်တာလဲဆိုတော့သူတို့သွေးစစ်စင်ရင်တို့တကယ်လို့သွေးစစ်လို့သူတို့ negative ဖြစ်ပြီဆိုရင်ဒီကြသူ positive ဖြစ်မှကြောက်တဲ့စိတ်သူတို့မှာရှိမယ်နောက်ချက်ကခုနလိုမျိုးပထမချက်ကြောက်ပထမချက်ကျွန်တော်ခုနပြောခဲ့မလား ပျော်ပါလိုက်စားလို့ဖြစ်တယ်ပါညာမျိုးဆိုတော့ကျွန်တော်ကခွင့်မလွတ်နိုင်တဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်။အဲနောက်တစ်ချက်ကအဲ့လိုခွင့်လွတ်နိုင်ပြီးတန်အောင်ကို့နာမှာ HIV ဘူးကူစတက်ပေါ်မလာဆိုတော့ချိုးရင်ထိတ်ထိတ်နဲ့သူမနေကျင်တဲ့စိတ်မျိုးတွေဖြစ်နိုင်တယ်။အဲ့တော့အဲ့လိုမျိုးညင်းတဲ့ခါကျရင်ဟောကို့လက်ခံနိုင်မလားဆိုတော့ဂျိုတင်ပြီးတော့စိတ်ကိုဂျိုတင်ပြင်ဆင်ထားဖို့တော့ပါတယ်။ပြောချင်တာတော့ဗျာဒီအကောင်းဆုံးကိုမျှော်လင့်ထားဆိုအဆိုးဆုံးအတွက်လည်းအစင်းစင်းပြင်ထားဖို့ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတကယ်လို့ तू ကတစ်ခုခုရွေးလိုက်ပေါ့နော်။ရွေးလိုက်ပြီဆိုလို့ရှိရင်ကိုယ့်ဘက်ကတော့လုံးဝပန်းနေမဖြစ်ဘူးလို့လေဒေါသလည်းမထွက်ဘူးလို့လေ လုံးဝသင်းမပြတ်သွားဖို့လိုတယ်ဘလို့ပဲရွေးချယ်ပါစီချစ်သူတွေမကပါဘူးကို့မိသားစုတွေကစားကို့ဘလို့ပဲရွေးချယ်ပါစီနောက်ပိုင်းကတော့ဗျာပြွင့်နေပြောလို့ရှိရင်ဒီတော်တော်များများကတော့ပညာပေးလဲရရှိလာကြပြီဆိုတဲ့ကြောင့်မလို့ HIV ပိုးရှိပြီဆိုရင်တော့ဆိုရင် discrimination ရရလောက်ခံရတယ်ခွဲခြားဆက်ဆံခံရတယ်ခုနောက်ပိုင်းကတော့တေချာတိလာပြီလို့ကြောင့်မလို့ခွဲခြားဆက်ဆံတာလဲတော်တော်များများနေလာကြပါတော့ you know HMI နဲ့ AIDS ဆိုတဲ့အဆင့်ကိုပြောင်းသွားဖို့အတွက်တော်တော်လေးလွယ်တယ်အခုနောက်မှာတော့ ARD C တွေပုံမှန်တောက်ပြီဆိုလို့ရှိရင်ဒီစွန့်တတ်တဲ့ ARD C တွေကြောင့်မလို့ AIDS အဆင့်မရောက်ဘဲနဲ့ HMI ပိုးရှိတဲ့သူကဘာမှရောဂါပြရတော့မရှိဘဲနဲ့လူကောင်းတိုင်းမကတိတိုင်းနေနိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုလုံးကသိထားဖို့လိုတယ်အဲ့ခါကျတော့သူ့ရဲ့ရွေးချယ်မှုကဘလို့ပဲဖြစ်ပါစေကိုကတော့ရှင်းပြတယ်ရှင်းပြလိုက်တယ်ဘလို့ပဲရှင်းပြရှင်းပြ तू လက်မခံဘူးအာဟုတ်တယ်ယူယူခွဲယူကွန်ဒီရှင်ရှင်းဘာမှကူးစရာမလိုဘာညာပြောလဲ तू လက်မခံအောင်ဆိုတော့โอเคဘာပြောပြီးရောကျွန်တော်တို့ကတော့ဒါ ဖြစ်လာတဲ့ကံကြမ္မာကျွန်တော်လက်ခံပါတော့အဲ့တော့ကိုကိုကိုအကောင်းမြင်စေကိုအဆိုးမြင်စေကိုတွေးပြီးတော့လက်ခံထားဖို့လိုတဲ့အကြောင်းလေးကျွန်တော်ကြံပေးခြင်းပါတယ်ဟုတ်ပြီအဲ့တော့ HIV ကိုကိုမှရှိပြီဆိုရင်ဘယ်လိုဆေးဆက်ကုမှာလဲပေါ့နော်အဲ့တော့ဆေးတွေကပြင်မဝယ်ဆောက်ပြရဆိုရင်ဆရာဝန်နဲ့မတိုင်မဲ့လုပ်လို့မရဘူးဒါကြောင့်မို့ HIV နဲ့ပတ်သက်ပြီးတော့ online မှာဆို page တွေလည်းရှိတယ်အဲ့တော့ channel တွေလည်းရှိတယ်ပေါ့နော် HIV နဲ့ပတ်သက်ပြီးတော့လောကအခမဲ့ကူညီနေတဲ့ဆွေးနွေးနေတဲ့ page တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ ဲ့လိုမျိုးနောက်ပြီးတော့ဒီစေယုံကြီးမှာလည်းမြို့နယ်စေယုံကြီးမှာလည်းသွားပြီးတော့ HIV team တွေရှိတယ်အဲ့မှာသွားပြီးတော့ဆက်သွယ်ပြီးတော့ HIV နဲ့ပတ်သက်တဲ့လိုအပ်တဲ့နှစ်သိမ့်ဆွေးနွေးပညာပေးတာတွေကိုနောက်ထောင်လို့ရတယ်ပြီးတော့နောက်တစ်ချက်ကကိုတယောက်တည်းမဟုတ်သွားသေးတာတကယ်လို့ကိုကကိုချစ်သူစွန့်ပြစ်တာခံရရပြီကိုအိမ်တော်ဘက်ရဲ့စွန့်ပြစ်တာခံရရပြီကိုပတ်ဝန်းကျင်ကကို discriminate လုပ်ပြီးဆိုရင်တော့မှကိုလိုပဲတယောက်တည်းမဟုတ်ဘဲအားကြီးရှိနေဆိုတော့သိဖို့လိုတယ်ဒီ HIV community တွေကိုတေချာဝင်ပြီးတော့ဒီ HIV နဲ့ပတ်သက်ပြီးတော့ကိုနဲ့ လောကတူတွေပေါ့နော်ယောဂလူချင်းချင်းဖေးဖေးမမနဲ့နေတာမျိုးဒီကတော့ဒီ HIV လူနာတွေပေါ်မှာ nutrient sensor နဲ့ပတ်ဝန်းကျင်မှာပဲများများဆလာနေပြီးတော့အဲ့ဒီကနေလိုအပ်တဲ့ ARDC တွေထုတ်မယ် ARDC တွေပုံမှန်တောက်မယ်အဲ့တော့တေချာပြပြောစကားဆိုစကားတွေနားထောင်မယ်ကြော်စည်းထိုးတင်တာတွေထိုးမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပေါ့နောက်တစ်ချက်ကနောက်ပိုင်းဒီလိန်နဲ့ပတ်သက်ပြီးတော့နောက်လည်း partner ရှိလာမယ်ဆိုလို့ရှိရင်အဲ့ partner တွေကိုအမှန်တိုင်းဖွင့်ပြောမယ်ပြီးလို့ရှိရင်အကောက်ဝယ်သုံးမယ်ပေါ့နော်ကိုကတစ်ဆင့်သူများကြီးထပ်ပြီးတော့မကူဆက်အောင်လို့ လုပ်မယ်ဆိုလို့ရှိရင်ဘာပဲပြောပြောလူဖွဲ့ဒီမှာလည်းကောင်းအောင်ရှင်းတန်းနိုင်မယ်နောက်ပြီးကိုယ်စိတ်ကိုလည်းကိုယ်အများကြီးအဆင်ပြေနိုင်မယ်ပေါ့နော်နောက်ချက်ကတော့ဘယ်ဘာသာဝင်ဖြစ်ပါသေးဘူးပေါ့နော်တရားထိုင်တာပေါ့ meditation ကတော့ဘာသာတိုင်းမှာတော်များရှိတယ်စိတ်ကိုတည်ငြိမ်အောင်တရားထိုင်မယ်နောက်နောက်ပြီးတော့ကိုယ်ကိုယ်စိတ်ကိုငြိမ်းချမ်းအောင်ကိုယ်လုပ်ပြီးတော့ကိုယ့်ရဲ့ဒီနောက်ဆုံးထွက်သက်ဒီခေါင်းကောင်းမွန်မွန်နဲ့နေလို့ရတယ်ဆိုတဲ့ကြောင်းပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးညီကုန်းကြိုလိုက်ပါတယ်ဒီဗီဒီယိုကိုကြည့်လိုက်တဲ့သူအနေနဲ့ HIV ပိုးတွေ့တဲ့လူပဲဖြစ်ဖြစ်ကိုယ့်ချစ်သူမှာ HIV ရှိတာကိုသိရတဲ့လူပဲဖြစ်ဖြစ်အဖြေလေးတစ်ခုလောက်တော့ရပါမယ်လို့ပြောလိုက်ပါတယ် ဒီလိုဗီဒီယိုလေးတွေကိုအမြဲတမ်းတင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ AM channel ကိုအမြဲတမ်း Sound Avi ကပါလို့ပြောနေတယ်ပဲအားလုံးတို့ဆက်လိုက်ပါတယ်ကျွန်တော်ကတော့ AM channel မှာကျမရဲ့ပူဇော်တာတွေအမြဲတမ်းတင်ဆက်ပေးနေတဲ့ဒေါက်တာယူပါမယ်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေကြာပြန်တွေ့ကြမယ်နော်